မင်္ဂလာပါ။ကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမိနစ်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်တမနဝုဒ္ဓခန်းကြီး16အပိုင်ငယ်19ကိုဆင်ခြင်ဖို့ ပြင်ဆင်ထားပါရစေ။သူဤသခင်တို့သည်နောက်တစ်ပံစီးပွားဖြစ်လိမ့်မည်ဟုမျှော်လင့်စရာအကြောင်းမရှိသည်ကိုသိမြင်လျှင် ေါလုနှင့်တိလတို့ကိုဖန်စီဆွဲငင်၍ယုံတော်သို့ပို့ကြ၏ဒီအဖြစ်ပြက်မှာတော့ပေါလုနဲ့တိလာတို့ကဖိလိပ္ပိမြို့ကိုရောက်လာပါတယ်အဲ့ဒီခါမှာစီးပွားဖြစ်အောင်လှုပ်ပေးတတ်တဲ့နတ်ဝင်တဲ့မိန်းကလေးတယောက်ကစီးကြိုတယ်လို့တမချန်းစာမှာတွေ့ရပါတယ်ပေါလုနဲ့တိလာနောက်ကိုလိုက်တယ်အကျွတ်တရားလမ်းကိုဟောမဲ့မြင့်ဆုံးသောဘုရားခင်ရဲ့ကြုံနေလို့ပြောတယ်ဒါနဲ့ပဲပေါလုနဲ့တိလာတို့ကသူ့စီက နှက်ကိုနှင်ထုတ်တယ်လို့တမာကျန်းစာမှာပါရှိပါတယ်။အဲ့ဒါနဲ့ဒီအမျိုးသမီးငယ်လေးဟာပဂတိဖြစ်သွားတယ်ဆိုတာကို တွေ့ရတယ်။သူ့အထဲကနှက်ကမရှိတော့ဘူးဆိုတော့သူ့အားဖြင့်စီးပွားဖြစ်နေကြတဲ့သူတွေက အလွန်စိတ်ဆိုးပြီးတော့မှ ပေါလုနဲ့တိလာကိုဖမ်းဆီးချုပ်နှောင်တယ်လို့တမာကျန်းစာကမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုစဉ်းစားတဲ့အခါမှာဘာတွေ့ရလဲဆိုတော့နှက်ဝင်တဲ့မိန်းကလေးနဲ့ပတ်သက်တဲ့ အကြောင်းကိုကျွန်တော်စဉ်းစားမိပါတယ်။သူကဖိလစ်ပီးမြို့မှာတော့တော်တော်လေးကို အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာတွေ့ရတယ်။သူအများကို စီးပွားဖြစ်စေတဲ့နှဝင်တယ်ဖြစ်ပါတယ်။ဘသူမဆိုပါ စီးပွားလက်လာပါရွှင်မယ်ဆိုလို့ရှိရင်အဲ့ဒီစီးပွားလက်လာပါရွှင်အောင်လှုပ်ပေးတဲ့သူကိုပူဇော်ပါသကြတာပဲဖြစ်ပါတယ်။ဒီအမျိုးသမီးငယ်ဟာလဲဒီနှဝင်တဲ့အလုပ်အားဖြင့် လူတွေကိုစီးပွားဖြစ်အောင်လှုပ်ပေးတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုလူတွေအတွက်နှစ်သက်စရာဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့နားလည်သိရှိနိုင်ပါတယ်ဒီနေ့ခေတ်မှာလည်းပဲထိုးနည်း၎င်းမှာပဲ လော်ကီရေးရလက်လာပကောင်းချင်လို့ရှင်ရနာမည်ကြီးတဲ့နတ်ဝင်တွေအကြံမြင်စရာတွေကို ချင်းကတ်ကြတာပဲ ဖြစ်ပါတယ်ကြီးပွားချမ်းသာမယ်ဆိုရင်ဘာပဲလှုပ်ခိုင်းလှုပ်ခိုင်းလူတွေဟာလိုက်လှုပ်ကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ လောကီအကျိုးကိုလိုချင်လို့ရှင်တော့နတ်ဆရာတွေပေဒင်ဆရာတွေလက္ခဏာဆရာတွေမှစအကြမြင်ဆရာတွေရှိသွားကြပါတယ်လောကုတ်တရားအကျိုးကိုလိုချင်ရင်တော့လူတွေကဖရာတရားကိုကျင့်ကြံကြတာပဲဖြစ်ပါတယ်ဒါပေမဲ့အခုမှကပေါလုနဲ့သီလကဒီနတ်ဝင်တဲစီကနတ်ကိုထုတ်လိုက်တော့အကျိုးစီးပွားပြက်ပြီလို့ဒီလိုသူတို့ကထင်မြင်ပြီးပေါလုနဲ့သီလကိုဖန်စီချုံနောင်တယ်လို့ပြောပါတယ် အမှန်မှာတော့အကျိုးစီးပွားပြက်တာမဟုတ်ပါဘူးဒီနတ်ကြောင့်ရတဲ့အကျိုးထက်တာ၍ကြီးသောအကျိုးကဘုရားသခင်စီမှာရှိပါတယ်ဘုရားသခင်က လောကီရော လောကုတ္တရာကိုအကျိုးနှစ်ဖြာပေးပါတယ်ယခုဘဝနောင်ဘဝနဲ့ဆိုင်သော အကျိုးကိုဘုရားသခင်ကပေးပါတယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ဟာအပင်ငယ်ရဲ့ကနေလွတ်မြောက်ယုံသာမကယခုဘဝချမ်းသာကိုလည်းခံစားဖို့ရအတွက်ဘုရားသခင်အလိုတော်ရှိပါတယ် ချစ်တော်မိဘညီကိုမောင်နှမတို့ဒီကနေ့ကျွန်တော်ရဲ့နေ့စဉ်အသက်တာမှာကိုယ့်ရဲ့စီးပွားလက်လာဘအတွက်လောကီအကျိုးအတွက်နတ်တွေစီသွားစရာမလိုပါဘူးအဲ့ဒီနတ်တွေကပင်လေသခင်ယေရှုခရစ်တော်ရှေ့မှာဒူးထောက်ပြတ်ဝတ်ကြရတာပဲဖြစ်ပါတယ်ဘုရားသခင်ရဲ့လူတွေရှေ့မှာအဲ့ဒီနတ်တွေဆိုတာကလည်းဘာမှမဟုတ်တကယ်သူတို့ရဲ့အင်အားတွေကချိနဲ့သွားရတာပဲဖြစ်ပါတယ်ဒါကြောင့်အမြင့်ဆုံးသောဘုရားသခင်ကြီးမြတ်သောဘုရားရှင်ရဲ့ရှေ့တော်မှောက်မှာ ျွန်တော်တို့ဝင်ပြီးကျွန်တော်ရဲ့ဘဝမှာကြုံတွေ့နေရတဲ့လောကုတ္တရာနဲ့ဆိုင်သော အရာတင်သာမက လောကီရေရာနဲ့ဆိုင်သော အရာများကိုပင်လင်ဖြည့်ရှင်းပေးဖို့ရန်တောင်းဆိုနိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဘဝမှာကြုံတွေ့ရတဲ့ဘယ်လိုအခြေအနေမျိုးမဆိုဘုရားသခင်တတ်နိုင်တယ်ဆိုတာကိုသိပြီးမှဘုရားသခင်ထံတိုးဝင်ဖို့လိုပါတယ်။ယေရှုကိုယုံလိုက်တော့မှအကျိုးစီးပွားပြတ်တယ်ဆိုတာမရှိပါဘူး။ယေရှုခရစ်တော်ကကျွန်တော်ရဲ့ ယခုဘဝနောင်ဘဝအကျိုးတွေအတွက်အာမခံချက်ပေးထားပြီဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရုကိုကျေးဇူးတင်ပါတယ်ကိုရရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ပေးတဲ့ကြွယ်ဝတဲ့ကောင်းကြီးမင်္ဂလာနဲ့အတူတမလွန်မှာပေငရဲကလွတ်မြောက်ခြင်းအခွင့်ကို ခံစားစေလို့ယေရှုတင်တဲ့သခင်ယေရှုခရစ်တော်အားဖြင့်ရရှိသောထိုအကျိုးကျေးဇူးကို ကောင်းစွာအသုံးချတတ်ပြီးလမ်းမလွဲဖို့မစားပါဂျေစုတင်နဖဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကိုရောကောင်းကြီးပြည့်၍ခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းတပိုင်းတော်သားတော်သခင်ယေရှုခရစ်တော်နာမ၌ဆက်ကပ်၍တနေ့တာကိုအစာပြုပါ၏အာမင်